ားလုံးမင်္ဂလာပါ။နီးစန်ဂျပန်စာတင်နန်းကြောင်းအနေနဲ့ကြိုဆိုလိုက်ပါရစေ ဒီနေ့အတွက်အန်ဒရီရဲ့ဂရမ်မာဘလောက်ကိုရောက်သွားပြီလဲဆိုရင်နံပါတ်56ကိုဂျူရိုကိုပန်လေးကိုဆက်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်။ဒီနေ့သင်မဲ့ဂရမ်မာပတ္တန်ကဘယ်နေရာမှာအသုံးများရလဲဆိုရင် star ပုတ်စာမှာအသုံးများပါဖြစ်ပါတယ်။ star ပုတ်စာဟုတ်ပြီနော်။အဲ star ပုတ်စာမှာတော်တော်များများမေးတဲ့ဂရမ်မာပတ္တန်လေးဖြစ်ပါတယ်။ကြည့်အားဆိုလို့ရှိရင်ဆိုလို့စရအောင်။အဲ99ဘ99ဟိုတို့ဆိုရင်ဂရမ်မာပတ္တန်လေးပါ99ဘ99ဟိုတို့ဆိုရင်ဂရမ်မာပတ္တန်လေးဖြစ်ပါတယ်။ဘကလင်းဟိုတို့ကဒလောက်ဆိုရင်အတိတ်ပဲယင် တလောက်အဲ့ဒါဆိုတော့ကာကြမြန်မာစကားလုံးဆိုရင်ဘတ်ရင်ဘတ်တလောက်ဆိုရင်အထိပယ်ဖြစ်ပါတယ်ဘတ်ရင်ဘတ်တလောက်ဖြင်းရင်ဖြစ်တလောက်လုံရင်လုံတလောက်哦 grammar pattern ကောင်းချင်အောင်ကိုရင်းနေ။အဲဆိုကကြတော့ဘတ်ရင်ဘတ်တလောက်ဖြင်းဖြစ်တလောက်လုံးရင်လုံးတလောက်ဆိုရယ် grammar pattern ဖြစ်ပါတယ်။ကြင်အားဆိုလို့ရှိရင် buff ဆိုလို့ရှိရင် buff ကငါတို့ကဘာလုံးမှာလဲဆိုရယ် buff ကိုအရင်ဦးဆုံးဘပြောင်းမယ်။ဘ အေဘာရေဘာဖောင်ဒါမှမဟုတ်ရင်ဂျော့ကန်ကြီးဆိုပြီးတော့ N2 အဲ N2 တောင်ဖြစ်နေတယ် N4 မှာတင်ထားပြီးသားဖြစ်ပါတယ်အဲဆိုတော့ခါကြအေးဘတ်ဆိုရဲ grammar pattern ပြောင်းပြောင်းပြီးသွားလို့ရှိရင်ဘာလို့မှလဲဆိုရင်ဒီမှာကျတော့ဘဝင်သွားပြီကွာဘဝင်သွားပြီဖြစ်တဲ့အတွက်နောက်ကဟိုးသူနဲ့ကက်ဖို့ကကျတော့ dictionary ဖောင်လိုက်ရမှာဖြစ်ပါတယ် dictionary ဖောင်ရမနော်နောက်ထပ်တစ်ခုကိုသွား e adjective ဆို e ကိုဖြုတ်ခဲတယ်ဘပေါင်ဒီမှာဘရသွားပြီအဲ့တော့အမဟိုးသူနဲ့ပေါင်းဖို့ဆိုရင် e adjective plus ဟိုးသူ e adjective ဆို e ကိုဖြုတ်ခဲတယ် plus ခဲတယ်ဘ plus e adjective plus ဟိုးသူဖြစ်ပါတယ် ါတယ်။နာအဲကြီးတဲ့ဆိုရင်နာကိုဖြုတ်နာရ နာကိုဖြုတ်နာရအပေါင်းနာရကဒီရဲ့ဘာနဲ့အတူတူပဲလေညင်ဆိုတဲ့အတိတ်ပဲပဲယင်ဆိုတဲ့အတိတ်ပဲအဲ့ဒါကိုပေါင်းပေါင်းပြီးသွားလို့ရှိရင်နာ entity ရဲ့နာ plus ဟိုးတို့ဖြစ်ပါတယ်အဲဒီရောက်ကပုံစံလိုမျိုးလေးသုံးတာလေးလည်းရှိပါတယ်နောင်းဆိုလို့ရှိရင်နောင်းဒေရရဲဘာအာရူဟိုးတို့ဆိုတဲ့ပုံစံမျိုးလေးနဲ့သုံးသလိုနာ entity ဆိုရင်လည်းဒေရရဲဘာအာရူဟိုးတို့ဆိုတာလေးကိုလည်းထည့်ပြီးသုံးလို့ရတယ်ပုံစံလေးလည်းဒါရှိပါတယ်ဟုတ်ပြီနော်အဲ့ဒါလေးလည်းရှိနေတာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်လျင်တလောက်ဆိုတဲ့အတိတ်ပဲစားရင်စားတလောက် ဆန်ကြမယ်။သုံးရင်သုံးတလောက်ကုန်မယ်။မချွေတာရင်မချွေတာတလောက်ဒုက္ခရောက်မယ်။ ဲ့လိုပုံစံမျိုးပေါ့ဟုတ်ပြီနော်အဲချမ်းရင်ချမ်းသလောက်တို့အဲချမ်းရင်ချမ်းသလောက်ပါဖြစ်လဲအမ်အဲ့လိုမျိုးတော့မရှိဘူးထင်တယ်နော်အဲအဲ့လိုပုံစံမျိုးပေါ့ကိုကမချွေတားရင်မချွေတားသလောက်ပတ်စံနေအများကြီးကုန်မယ်အဲအဲ့လိုပုံစံမျိုးစူးစားရင်စူးစားသလောက်တော်မယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ကဲအားဆိုလို့ရှင်ရင်အောက်ကအစ်ချပံဝင်ကြည့်အောင်အဲတစ်ခေါက်ပြန်ပြောပါမယ်ဘက်ဆိုလို့ရှင်ရတော့ဘက်ရဲ့ဘာပုံစံပြောင်းအဲ့မှာဘာဝင်သွားပြီဒါဆိုဟိုးသူနဲ့တွဲဖို့အဲ့အတွက်ကကြတော့ဘက် dictionary form plus ဟိုးသူဖြစ်ပါတယ်ဟုတ်ပြီနော်ဟိုးသူ ဖြစ်ပါတယ်မြင်ရလားတော့မသိနောက်ထပ်တစ်ခုက e adjective ဆိုရင် e ကိုဖြုတ်ခဲတယ်ပါပေါင် e adjective plus ဟိုးသူဖြစ်ပါတယ်နာဆိုရင် nara plus na adjective ကိုမှ na ပြန်ထည့်မှာပေါ့နော်အဲ့မှာဟိုးသူဖြစ်ပါတယ်နောက်ဆိုလို့ရှင် noun they are they ba they are they ba aru ho do ဆိုတော့တုံးလို့ရသလို na adjective ကိုလည်း they are they ba aru ho do နဲ့တုံးလို့ရပါတယ်ဒါဆိုရင်ရမနော်ဒီရောက်ကလေးကိုတွားရအောင်ဒီမှာဆိုလို့ရှိရင်ကိုတိုဘကို bank your sure ba suru ho do အဲ့ဒီမှာသူပြီးထားတယ်စုတယ်ဘ suru ho do အဲ့ဆိုတော့ခါကြတော့ ခတော့ပါဆိုရဲစကလုံးနေပေါ့နော်ဝေါ်ဟာရာတွေဝေါ်ဟာရာတွေကိုလေးလာမယ်ဆိုရင်ဒါလေးလာမယ်ဆိုရင် လေးလာမယ်ဆိုရင်လေးလာတလောက်စုံနုကွနီရဲ့နော်အဲ့ဒီနိုင်ငံရဲ့ရီကိုင်းမို့ရီကိုင်းဆိုတာကအဲ့ဒီနိုင်ငံရဲ့အပေါ်ကိုဘာဖြစ်မှာလဲနားလည်မှုဖြစ်ပါတယ်ဒီကိုင်းကနားလည်ပါပြီသဘောပေါက်ပါတယ်အဲ့လိုမျိုးတွေမှာတုံးနေဟုတ်အဲ့ဆိုတော့ခါကြတော့အဲ့ဒီနိုင်ငံရဲ့နားလည်မှုအဲ့ဒီနိုင်ငံအပေါ်နားလည်မှုကလည်းပဲဖူကာမာရူတို့နတ်ဆိုင်လာမယ်လို့ဖူကာမာရူဆိုတာနတ်ဆိုင်နာကိုပြောတာနတ်ဆိုင်လာမယ်လို့ဤဝါရဲတေယီတို့ပြောချင်းခံနေရပါတယ်ဟုတ်ပြီနော်နတ်ဆိုင်လာမယ်လို့ပြောချင်းခံနေရတယ်ပြောနေကြပါတယ်ပေါ့ ဒါဆိုရင်ရမယ်နော်ရပြီနော်နံပါတ်2နိဗ္ဗာန်ကိုဆက်သွားမယ်နော်နံပါတ်2နိဗ္ဗာန်ကကြတော့သူပါပေးထားလဲဆိုလို့ရှိရင်သူပေးထားတာလျော်ကုန်းနော်နီမိုဆွန်ကလျော်ကုန်းနော်နီမိုဆွန်ဆိုတော့ခရီးသွားဖို့အထောက်အပိုးတွေကစခုနိုင်စခုနိုင်ကနဲတာနိုင်ရဲ့ဤကိုဖြုတ်ခဲတယ်ပါပေါင်းထားတာဖြစ်ပါတယ်စခုနာခဲတယ်ပါနဲမယ်ဆိုလို့ရှိရင်စခုနိုင်ဟိုတို့နဲသလောက် နဲမယ်ဆိုရင်နဲတော့ဣဆိုဣပြန်ထည့်မယ်လို့ပြောတာဒီမှာပါတယ်လေဣဆိုဣပြန်ထည့်အဲဆိုတော့အခီးသွားမယ်အထုပ်အပိုးတွေကနဲမယ်ဆိုရင်နဲတော့ရကုနာနော်နီဒါကရကုနာလို့တန်ထွက်မယ်နော်ရကုနာနော်ဒီအဲဆိုတော့ကကြတော့တတောင်းတတာရှိမှာဗေမဲ့နော်အဲဆိုတော့ကကြခီးသွားလို့ရှိရင်အထုပ်ပိုးတွေအများကြီးနေဆိုတတောင်းတတာရှိလားမရှိဘူးလေအခုဒီမှာလဲသူကပြောတယ်ခီးသွားတဲ့အထုပ်ပိုးတွေအားဆိုလို့ရှိရင်နဲရင်နဲတော့တတောင်းတတာဖြစ်မှာဗေမဲ့ဖြစ်မှာဖြစ်ပေမဲ့ဘာဖြစ်လဲဆိုရင်စိတ်ဆိုတာအမှတ်မထင်ပဲ ဆိုရီကအမတ်မထင်ဟုတ်ပြီနော်ဆိုရီကအမတ်မထင်မယ်မိုချီမိုနိုကဆိုတာအဲ့မိုချီမိုနိုဆိုတဲ့ကင်စရာတွေပြောရမယ်ဆိုလို့ရှိရင်အထုပ်အပိုးတွေကိုပဲပြောချင်တာပဲဖြစ်ပါတယ်အထုပ်အပိုးကင်စရာအထုပ်အပိုးပေါ့နော်အဲ့ဒါဆိုအဝတ်တောင်ဖြစ်နေအထုပ်ပါဆိုအထုပ်အပိုးအဲ့ဒါဆိုအခါကျတော့အမတ်မထင်မယ်အထုပ်ပိုးတွေကဖွေသေးရှိမှာလို့ဆိုတာများသွားပါတယ်တဲ့ဟုတ်ပြီနော်နင်းမယ်ဆိုရင်တော့နင်းတဲ့လောက်တက်တာမှဖြစ်ပြီမယ်အမတ်မထင်မယ်မထင်မှပဲဘာဖြစ်သွားလဲဆိုတော့အထုပ်ပိုးတွေကများသွားတယ်အမတ်မထင်မထင်မှပဲကြိုက်တယ်လို့မှ ဟုတ်ပြီနော်နောက်တစ်ခုစမ်းမအောင်သွားရအောင်စမ်းမအောင်ကြတော့သူဘာပြီးသားလဲဆိုရင်တော့အေရပြောတယ်ပေါ့နော်အာအစ်စွမတယ်နီအိုဟန်ဂျီစရေပါအီဒက်စ်ကာဆိုပြီးတော့ပြီးထားတာအစ်စွမတယ်နီဆိုတာဘယ်နေ့နောက်ဆုံးထားပြီလို့ပြောချင်တာပါဘယ်နေ့နောက်ဆုံးထားပြီဘယ်နေ့နောက်ဆုံးထားပြီ ဤစမရယ်နိဘယ်နေ့နောက်ဆုံးထားပြီးအိုဟန်ဂျီစရေပါအိုဟန်ဂျီစရေပါဆိုတာအချောင်းပြတ်မယ်ဆိုလို့ရှိရင် e-desk ကရမှာလဲပေါ့နော်ကောင်းပါတလေပြောချင်တာကဘယ်နေ့နောက်ဆုံးထားပြီးအချောင်းပြန်ရင်ရမလဲအချောင်းပြန်ရမလဲပေါ့အာကျွန်တော်ထားပါတော့ဒီရဲ့ကိစ္စတခုကိုခိုင်းထားရဆိုတော့အာအဆိုလို့ရှိရင်ကျွန်တော်ဒီကိစ္စလေးကိုဘယ်နေ့နောက်ဆုံးထားပြီးအချောင်းပြန်ရမလဲအဲ့လိုပုံစံမျိုးမိတာမိတော့ခါကျတော့အောက်ကဘီကပြန်ပြောတယ်ဘာပြန်ပြောလဲဆိုရင်ဟာရခဲတယ်ပါဟာရဤကမြန်တာဤကိုဖြုတ်ခဲတယ်ပါပေါင်းထားတယ်အာပြီးတော့ခါကျဒီမှာလဲ e-edge တွေပြန်ထည့်ရမှာပဲဟုတ်တယ်နော်ဒီမှာလဲသူပြောထား တယ်အဲဆိုဟာရခဲတယ်ပါဟာရီဟိုတို့ဆိုတာကမြန်မင်းဆိုရင်မြန်တယ်လို့ဤတယ်ရောကောင်းတယ်လေမြန်မြန်လေးပြောရင်တော့ကောင်းတာပေါ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခုနကပတော်ကဒီရဲ့တိုက်ခန်းဟာဆိုလို့ရှိရင်ဂျော်ကင်ကဂျော်ကင်ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အခြေအနေကိုပြောတာဒီတိုက်ခန်းရဲ့အနေအထားလေးဂျော်ကင်အခြေအနေအနေအထားပေါ့နော်ဒီကနေရာဖြစ်တဲ့အတွက်အနေအထားပေါ့ဒီတိုက်ခန်းရဲ့အနေအထားလေးကဤဒက်စကာတာနဲ့ကောင်းလို့လေပြောချင်တာကတော့အခုဆိုလို့ရှိရင်စွန်းလပိုင်းကုန်းဒလပိုင်းဆိုအိမ်နေပြောင်းကြရမလားအိမ်နေရွှေ့ကြရဟာတိုက်ခန်းစီ တွေဈေးတက်တိုးတောင်းနေအာမရတော့ဘူးအဲဆိုလို့ရှင်ငါတို့အိမ်ပြောင်းကြမယ်ဆိုအိမ်ပြောင်းနေခါကြရင်အဲတိုက်ခန်းနေရှာကြတဲ့အခါကျရင်ဘာဖြစ်လဲဆိုလို့ရှင်ရဲ့ကိုကလည်းအဲ့အိမ်အနေထားလေးကိုကြိုက်နေတယ်အဲ့ဒါဆိုတော့ခါကြအာဟုတ်ပါပြီကျွန်တော်စဉ်းစားပြီးပြန်ပြောပါမယ်ဟုတ်ပြီနော်ဘယ်နည်းနောက်ဆုံးထားပြီးအကြောင်းပြန်ရမလဲလို့ပြောတဲ့အခါမှာဒါကတော့နော်အိမ်အိမ်ရဲ့ဖွဲစားဖြစ်ပုံများတယ်ပေါ့နော်ဖွဲစားနေပြန်ပြောတာပေါ့ဘီကအဲ့ဆိုတော့မြန်မြန်မြန်ရင်မြန်တော့တော့ကောင်းတာပေါ့ဟုတ်ပြီနော်ဒီတိုက်ခန်းရဲ့အနေထားလေးကကောင်းတဲ့အတွက်ကြောင့်အဲ့ဒါဆိုလို့ရှင်ဒီရဲ့အဘဟိုးတို့ဆိုတဲ့ဂရမပတန်လေးရပါမယ် ်သူက star box ဆောင်မှာအရင်မေးတဲ့ grammar pattern ဖြစ်ပါတယ်အဲ့ဒါဆိုတော့ခါကြကိုကသိထားမှာကဒီ bar pattern ပြောင်းတဲ့ဟာကိုမသိရင် info မှာပြန်သွားကြည့်ပါ e adjective ဆိုရင် e ကိုဖြုတ်ခဲတယ်ပါနားဆိုရင်နားရနားနားကိုနားရနဲ့မသုံးကြင်သေးဝအဲဒေယာရဲပါဆိုရင်ဟာနဲ့လည်းသုံးလို့ရတယ်ဒေယာရဲပါနဲ့သုံးမယ်ဆိုရင်ဒေယာရဲပါအရုဟိုတုံနဲ့သုံးရမှာဖြစ်ပြီးတော့ခါကြတော့နားရနဲ့ဆိုလို့ရှိရင် na plus ဟိုတုံနဲ့ပြန်ပြီးသုံးပြရမှာဖြစ်ပါတယ်စိုက်တာနဲ့သုံးလို့ရပါတယ်ကေတာဆိုရင်ရှင်ဆိုရင်ဒီမှာ56ကိုဒီညမှာရက်